ဒီကနိကေမဟာဝက္ခပါဠိပါရာတိသုတ်ဒေသနာတော်မြတ်ကြီးကိုပါဠိတော်ကိုရွတ်ဖတ်ပူဇော်ပြအ내ပြန်ပြပြောသင်ပြောထိုက်သမျှအတိပဲပြောပြပြီးတော့တရားပူဇော်နေစဉ်အချိန်ကာလအတွင်းမှာပြည်ရင်သာရှိလို့ မေးမြန်းကြတဲ့ပုဂ္ဂိုလ်များရဲ့စကား ပြီးကျင်လို့မေးတယ်ဆိုတော့ဒီသနာနဲ့အညီတန်းနိုင်တဲ့မိမိသိသွမ်းသမျှပြန်တယ်ဖြစ်ကြမှာကပညာရိကတို့ရဲ့ဒါဝင် ဒီတော့လည်းပဲကိုကသာရဗေဒပုဂ္ဂိုလ်ကြီးမဟုတ်သည့်တိုင်အောင်လည်းပဲသာရဗေဒဆရာတော်ဖရာကြီးတွေသုံးမာတော်မူခဲ့တဲ့အဆုံးအမများကိုနာဂမ္မသာပြီးတော့ကိုတတ်နိုင်သမျှ အတိတ်အဆောက်မရှိရအောင်ဆိုပြီးတော့ပြန်လည်ဖြေကြခဲ့ပါလေအခုမနည်းကကြားပြစကားတစ်ပြီးခဲ့ပါပြီဒီနေ့ကြားပြစကားနှစ်ပြောပြီးပေါက်ကနန်းတို့ 教育这个你來，你没得不估个，是一日有名呢，新疆的药，没天秋，工业以农安百姓，马苏。 မိတဲ့ပုဂ္ဂိုလ်ကမေးပြီးဖြေတဲ့ပုဂ္ဂိုလ်ကရှိရာသာမင်ညအဖြစ်တော့မထူးဆမှဘူးမေးလို့ဖြေတာပဲဆိုမိတဲ့ပုဂ္ဂိုလ်ကဘိုးချုပ်မျိုးတည်းဆိုတော့ ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ကလည်းနားထောင်တဲ့လူကနည်းနည်းအင်ချက်လုပ်တဲ့ပုဂ္ဂိုလ်တွေကအများကြီးဆိုတော့အတန်းနိုင်ဆုံးဖယားဟောနဲ့အညီနိုင်ဆုံးဖြစ်အောင် ဖြစ်ကြရမှာဖြစ်တယ်လုပ်ရတဲ့အလုပ်ကတော့မြင့်မို့တောင်ကြီးကိုမတိမဆောင်းအောင်မှန်ချင်းရတဲ့လောက်မနေ့တတိထစဉ်းစားပြီးတော့ဖြေရခြင်းဖြစ်ပါတယ်မိတဲ့အမေကဒီတဲ့အချိန်ခါကာလတုန်းက ကျောင်းလူပါရာဇိကတွေကိုလှူဒန်းပြီးတော့ရေစက်ချအမြဝေးလှူလိုက်တာကလည်းတပါးတပါးတပါးကို6000 9000 7000 9000တသိန်းအဲဒါလိုလှူဒန်းခဲ့တာပြီးတဲ့အခါရောက်တော့ သူတို့အမျိုးတည်းကပဲတခြားလူတယောက်ကိုဝင်ပူပြီးတော့သူ့မှာနေရရာမရှိပါဘူးစားရရာမရှိပါဘူးဒုက္ခရောက်နေပါတယ်ဘာဘာညာညာဝင်ပူတာတွေများနေတယ်တဲ့အဲ့ဒါအဖေဘယ်လိုလုပ် လူရာလည်းပဲလူရာပဲသိသူတို့သိကိုယ်တိုင်သိနေတာအဲ့ဒီအကြောင်းအရာလေးကို ကြားပြီးသဘောရဖြေကြပြီးရမှာဆိုတော့ရသော်ဘုရားဟောကြားတော်မူခဲ့တဲ့သံဃာယနာအရှင်မြတ်တို့သံဃာယနာတင်တော်မူခဲ့ကြတဲ့မဟာပရိနိဗ္ဗာန်သုတ် ာတလိပုဒ္ဒနဂရပါတလိမြုပ်ကိုထူထောင်ခြင်းဆိုတဲ့အပန်းကန္တမှာသီလဝန်တိထဘောဇိတဝါပီလာနဲ့ပြီးဆုံးတဲ့ အရှင်မြတ်ဒီကိုပင်ပေလူကမ်းပြီးတော့အမြတ်တမ်းပေးဝေရတယ်လို့ဒီကညီကမဟာဝက်ကပါဠိစာမျက်နှာ85မှာပါတဲ့ဂါထာ အဲ့ဒါလည်းဝိညာဉ်ပိဋကအထဲမှာလည်းပဲဒီဂါထာပါပါတယ်ယသမိန်ပတိတိကပေတိဝါသံပန္တိတဇာတိယောသီလဝန္တိတဘောဇတဝါပိညာတိဗျာမသာရယောယာတတဒေဝတာအာသွန်တာသံဒက္ခိဏမာတိစေအစရှိသည်ဖြင့် yazabya g lọ ro anyị tuideaaji naweagraairo bd y gaiu hụ amgeredoma zụrya omadji ngoji nzogondo nyedgonzomoso zooo လီလဝန်ဒီလီလဝန်တပုဂ္ဂိုလ်တို့ကိုဘောဇေတဝါပင့်ဖိတ်တွေးမွေလှူဒန်းပြီးတော့တာသံဒက္ခိဏမာတိစီထိုကုသိုလ်ကောင်းမှုရဲ့အဖို့ကိုအမြတ်တမ်းပေးဝေရာဤနော်ညစွာဘုရားလက်ထက်တော်အခါကာလတုန်းကတော့ မြတ်စွာဘုရားကိုရတိုင်းအချင်းချင်းရှိနေတာဆိုတော့နောက်လိုက်နောက်ပါသံဃာတော်အရှင်မြတ်တွေကလည်းယဟန္တာတွေယောသီလဝန်တေသီလနဲ့ပြည့်စုံသောပုဂ္ဂိုလ်တို့ကိုပင်ဖိတ်ကကျွေးမွေးလှူဒါန်းပြီးတော့ နတ်တွေကိုလည်းပဲအမြအတမ်းပေးဝေရပါတယ်ဒီလိုဆိုရင် နတ်တွေက ပြန်ပြီးစောင့်ရှောက်ကြတယ်တမလွန်ဘဝကူပြောင်းသွားတဲ့ပုဂ္ဂိုလ်များကိုလည်းပဲဒီလိုပါပဲသီလဝန္တပုဂ္ဂိုလ်တွေပြည့်ပြည့်လူတန်းပြီးတော့ကျွေးမွေးရင်အမြာတမ်းပေးဝေရင်သူဟာရောက်ရဘဝကသာဓုခွန်နိုင်ပြီးတော့ စုကောင်းမှုကံရှိသည်အားလျော်စွာနန္ဒရာခยีလန်ဖြောင့်တမ်းပါတယ်အခုသမီးတို့ရွာမှာကျောင်းလူပါရာဇိကတွေကိုလူရန်းနေဆိုတော့ကျောင်းလူပါရာဇိကဆိုတော့ သံဝိဓာဝဟာရတပြုံလုံးပါရာတိကအကုန်လုံးပါရာတိကဆိုတော့ပါရာတိကိုသာသနာတော်မှ ဆုံးရှုံးခြင်းသို့ရောက်ပြီအသံဝါသောယဟန်ကောင်းတို့နှင့်အတူတကားဧကုတ်ဒေသဧကကမ္မသမသိခါဟုဆိုအပ်သော တူသောပေါင်းဖော်ခြင်းမရှိတော့ပြီဧကုတ်ဒေသဆိုတာက120 ခုနှစ်သွဲသိက္ခာပုအပြင်ဘက်ရောက်သွားပြီဧကကမ္မတူသောကံဆိုတာကယဟန်ဒီကရှင်ပြုပေးတယ်ရှင်ဖြစ်တယ်ပါရာဇိကတွေကရှင်ပြုပေးလို့ရှင်မဖြစ်တော့ဘူးယဟန်ခံပေးလို့လည်းယဟန်မဖြစ်တော့ဘူးဘာဖြစ်တုံဆိုတော့သင်္ကန်းလေးတွေပတ်ထားတဲ့လူကြီးအဆင့်သာရောက်တော့တယ်သမအသိခါဆိုတော့ ယဟန်ကောင်းယဟန်မြတ်ဒီမှာသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာအရိယအဖြစ်ကို ရောက်ပြီဆိုတော့အဓိသီလအဓိစိတ်ဓာအဓိပညာဆိုတဲ့သိက္ခာသုံးပါပါရာဇိကကိုယ်တော်တွင်နဲ့ဘာမှမဆိုင်တော့ဘူးလို့အဓိပ္ပာယ်ရောက်တဲ့အတွက်ဒီနေရာမှာ သီလဝန်တည်သီလနဲ့ပြည့်စုံသောပုဂ္ဂိုလ်တို့ဆိုတဲ့နေရာမှာနော်ပါရာဇိကကြာနေတဲ့ပုဂ္ဂိုလ်တွေကသီလဝန်တာဆိုတာမဟုတ်တော့ဘူးသူကတော့ဘာဝန်တာဖြစ်အောင်မရုံဟဲ့ဆိုရင်တော့သင်္ကန်းဝန်တာတော့ဖြစ်ပါသေးတယ်နော်သင်္ကန်းပတ်ထားတဲ့အတွက် ယဟန်နေတဲ့အတူတူပဲနေပုံထိုင်မှုတူတဲ့သင်္ကန်းဝန်တတော်ဖြစ်ပါလေ။ဒါကြောင့်မို့ဒီသင်္ကန်းဝန်တပုဂ္ဂိုလ်ဒီအမြတ်ထားပြီးလူရမ်းနေဆိုရင်သူ့ရဲ့လူလဲဒါနမြောက်တယ်ပေါ့ပြီးလိုက်မှာတော့အလူခံရတဲ့ပုဂ္ဂိုလ်လည်းပဲတူရပစ္စည်းတွေရတာပေါ့ဒါပေမဲ့အမြတ်အတန်းပေးဝေရင်တော့ဓမ္မလုံကလူကောင်းမျိုးချမ်းသာမရဘူးတဲ့ အဲ့ဒီတော့သမီးတို့ရက်ရွာမှာကကျောင်းလူပါရာဇိကတွေသူရန်လို့ကုသိုလ်ကောင်းမှုအမြတ်မ်းမရဘူးဆိုရင်နောက်ထပ်အရှင်းတက်ပြီးကြိုးစားကြည့်ပါဦးတို့ရတို့ရကကိုတော်တွေလှူလို့အကျိုးမများဘူးဆိုရင်မြို့ သံဃာတော်တွေအများကြီးရှိပါသေးဘေပုပ်ကူရဲ့လို့မကြီးရွယ်ပဲနဲ့သံဃာသဒီမာဆိုပြီးအရာသားတော်မှန်သမျှဘေပုပ်ကူမဆိုသူလားမဤဆိုပြီးလူတန်းမှာပြီးတော့အမြအတန်းဘေးဝေကြည့်ပါအဲ့ဒီလိုအမြအတန်းဘေးဝေကြည့်လို့သူတို့မှာ ကောင်းကျိုးချမ်းသာရတယ်ဆိုရင်လည်းပဲသူတို့ရဲ့ဘဝလမ်းကဆောင်တန်းသွားပါလိမ့်မယ်ဓမ္မရှိတဲ့ကျောင်းလူပါရာဇိကတွေကိုလူရန်လို့လည်းပဲအမြဝေဒါပါအကျိုးမှမရဘူးနေရမရှိပါဘူးစားရမရှိပါဘူး ။နောက်မြို့ကိုတက်ပြီးတော့ဘယ်ပုဂ္ဂိုလ်ရဲ့လို့မကြီးရွယ်ပဲနဲ့သံဃာရဏဆွန်လောင်းပြီးတော့လှူဒန်းရင်အမြတ်တန်းကအဲ့ဒီလိုသွားပြီဆိုလို့ရှိရင်သူ့ဘာတခါတဲ့ငါတို့ဘယ်ကိုလိုက်မလို့ကဲမြို့ဆောင်နတ်တို့ရွာဆောင်နတ်တို့အကြီးအကြီးလိုက်ခွင့်ပြုကြပါဆိုပြီး ခေါ်သွားပြီးအမြတ်တမ်းပေးဝေနော်တန်ခါဆိုမှကိုယ်ကိုမသိတဲ့တန်ခါမြတ်စွာဘုရားသာတော်ရီပရိယပฏิပါကျိုးသာအာထုနေတဲ့တန်ခါရီသူ့ရဲ့တန်ခါကိုသူတန်းပြီးတော့အမြတ်တမ်းပေးဝေကြည့်ပါဒီလိုဆိုရင်ရကောင်းရနိုင်ပါလိမ့်မယ်နော် ရွာကကုရောဒီအမြဝေလိုလည်းပဲရွာကကုရောဒီလူလန်းပြီးအမြဝေလိုလည်းပဲမရဘူးညို့ကကိုသိတဲ့ပုဂ္ဂိုလ်ရဲ့လူတပါးမှ မပါဘူးဖရာသာတော်ဆိုတဲ့အမှတ်နဲ့တဲ့တဲ့လူလန်းပြီးတော့အမြတမ်းပြီးဝေပါတယ်အဲ့ဒါလူဆိုတော့ ရသွားတဲ့သူတဲ့ပုဂ္ဂိုလ်ရင်လည်းဝင်းသာကြရပဲအဲ့ဒီလိုအမြတမ်းပေးဝေလို့လည်းမရဘူးသူတို့မှနော်ပုလူဝင်ပူပြီးတော့ပြောပြန်တယ်ဒီလူဝင်ပူပြီးတော့ပြောပြန်တယ်ဆိုရင်တော့အဲ့ဒါ အဲ့ဒီလိုပုံကိုယ်တွေကတော့အများကြီးပဲကျောင်းလူပါရာဇိကကိုတော်တွေကျောင်းလူတို့ကကျောင်းလူဝဲမှာတက်တက်ကြွကြွာဘုရားဝိနည်းနားမလဲတော့ကျောင်းလူတဲ့ကိစ္စကိုခလေးအိုးဘုံလူသလောက်သာသဘောထားပြီဓမ္မတို့ကိုယ်တော်ကဓမ္မတို့ကိုယ်တော်ကွာ 一股那个把木龙管，嗯，如果他讲呀，比如我们要完察，再再就话八分数量，八分心外，比如生意人爱的不规律出现了，俺马上报的深夜，是吧？明天还得请家去吧？喏。 ိုဝစီကံကိုပြန်စုနှုတ်လို့ရပြီဘူးဆိုတာဒီကိုတော့ပြမားတို့တို့ခံရမယ်ဆိုရင်သံဃာခါစီခံမယ်กว่าဆိုတဲ့လူတွေသူတို့စကားအတိုင်းသူတို့ခံရပါလိမ့်ဦးမယ်အဲ့ဒါကြတော့ပါရာတိ ယောဇာကြီးကိုအရှင်ကုမာရကတ္တပယဟန္တာမထေရကြီးကဥပမာရေနိုင်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 ပြီးတော့ပြောခဲ့တဲ့နေရာမှာမွေးကလေးကပฏิသန်နေကလေးကကန်းလာတဲ့အကန့်ကိုဒါကအဖြူရောင်กว่าဒါကအနီရောင်กว่าဒါကအညိုရောင်กว่าဒါကအပြာရောင်กว่าအစရှိသည်ဖြင့် ဘယ်လိုပဲခွဲခြားလို့ပြပြသူဟာမမြင်ရသလိုမသိရသလိုဒိဗ္ဗစကုညံအမြင်မရှိတဲ့ပုံကိုယ်တွေကိုကမလွန်လောကကအကြောင်းပြောပြရင်မသိနိုင်တဲ့အတိုင်းမှာပဲဒီဥပမာကို ရှင်ကုမာရကသပယဟန္တာမထေမြတ်ကြီးကမိန့်ကြားတော်မူခဲ့ပါပြီအဲ့ဒီလိုသမ္မာသမ္ဗောဓိစင်ရည်တင့်နေတဲ့ပုဂ္ဂိုလ်တွေကိုယ်စကားအတိုင်းကိုခံရဥမာဆိုတော့ဟိုသစ်ပင်သွားလို့လည်းပဲဟိုသစ်ပင်ဆောင်ကလက်မခံဘူးဒီဖရာစုဘံပုဂ္ဂိုလ်မြစ်တာပို့လို့ငရုမှာ အနေထိုင်ချမ်းသာတယ်ကွနင်းလို့ကဒီဖះစုပန်ကိုစော်ကားလာတာမလာကနဲ့ငါသိပြန်ဟိုသိပြန်သွားလို့လေနေစရာထိုင်စရာနေရမရနေခွင့်မရသိပြန်ခိကခွင့်မရဒီသိပြန်သွားလို့လေနေစရာမရထိုင်စရာမရ 挨个路片里的出现咯，我还是讲个别几个，走路也被堵，出来是该待，待、啊啊，啊，这天下之中啊，有我个的这个也待哪，看来别个咯，没得不苦个咯，这个啥比个，这边个，转转圈圈没合乎。 拥挤木子拉的呀，个咯、嗯，西巴里，哎呀，地下张阿古拥挤的，别住了嘛，路人、站人，每天古早的夜里面，旧的、刚旧的夜里面露天的了，啊，古路来点，站来点个，喏。 那一个以查到啊那边？唐路路家河、啊、的路来的，交路管理的干部，超装可能装、卸装故障的呢？沿来条路来路来的啊？超可能难装、卸装故障的呢？哪里交通那来路来的啊？超装困难装、卸装故障的呢？ ခုအမြ်မရတော့သူတို့နေရနေရမရှိဘူးဆိုတော့တို့လူနေတာပဲတို့လူနေတာပဲဝင်ပူးတဲ့ပုံကလည်းပဲသူတို့နဲ့ပတ်သက်တဲ့အတိုင်းအဝိုင်းဆိုတော့ပြည်သွားတဲ့လူနဲ့ပတ်သက်တဲ့အတိုင်းအဝိုင်းဆိုတော့ ဘာမှလုပ်လို့မရဘူးလေ။နဗီအတိုင်းဝိုင်းဆိုလို့ရှိရင်တော့အမလေးအသေးရပြတ်မှုတွေရောဗာရီဖြတ်မှုတွေရောဗာရောညာရောနှောက်ဆုပ်ပြီးအမှုတွေကဖြစ်အောင်မှာအဲ့ကြတော့အမြာတံပေးဝေလို့သာဓုမခေါ်လို့မရဘူးဆိုတဲ့ပုံကူတွေကကျောင်းသူဝကြီးပြီးကလေးက ဒုက္ခရောက်နေကြတဲ့လူပေါင်းကဒီဘဆက်ခုညာမြင်ကြည့်ပြီးတော့သိနိုင်တဲ့ပုဂ္ဂိုလ်စဉ်လူဥယေပေါင်းဘယ်လောက်ရှိပြီဆိုတာသိနိုင်ပါတယ်သမီးတို့ရွာမှာကအဲ့ဒီလူသမာဓိအဖြစ်အောင်မြင်တဲ့ပုဂ္ဂိုလ်ကလည်းတယောက်မှမရှိတော့ အခုကြုံရတဲ့ပုဂ္ဂိုလ်သာခံမေအောင်တော့ခံနိုင်အောင်ခံမေအောင်တော့ဒါကြောင့်ဖရာတိကသံဃာနဲ့ပတ်သက်ပြီးတော့ကိုကြည့်ညိုရင်ကြည့်ညိုလိုက် မကြည့်ညိုရင် ဘာမှပြစ်မှားတာပြောဆိုတာမလုပ်နဲ့ခုအဖြစ်သမီးတို့ရွာမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေ မိခဲ့မှာကအများပြားတာရှိပါတယ်ဒါပေမဲ့ပြောမဖြစ်တဲ့အတွက်မပြောပဲနဲ့သုံးမယုံသုံးမဩဝါဒစကားပေးယုံတော့တာပေးလိုက်ရခြင်းဖြစ်ပါတယ်အဖေသမီးကဘိုးချုပ်မျိုးဆိုတော့လာပြီးတော့တရားနာထောင်တဲ့ပုဂ္ဂိုလ်ကနည်းနည်းအင်ချက်လုပ်တဲ့ပုဂ္ဂိုလ်တွေကအများကြီးဟာရီပြောတော့ကွာအဲ့ဒီတော့လည်းပဲ အတိန်အဆောက်မရှိရလေအောင်အပိုးအလို မရှိရလေအောင်တို့တို့ရှင်းရှင်းပဲရှင်းပြရလိုက်ရခြင်းဖြစ်ပါလေအဖေကိုယုံကြည်တဲ့အတွေ့မိမြန်းနာဆိုတော့အတတ်နိုင်ဆုံးမှန်အောင်ခြေခဲ့ပါလေဩအဲ့ဟာ မေးတဲ့ပုဂ္ဂိုလ်ကဘိုးချုပ်မျိုးရှိတာကလည်းပဲတကယ်ပညာရှိကြီးတော့မဟုတ်ဘူးပညာရှိတွေမိစ္ဆာကမှတ်သားထားခဲ့တဲ့ပညာရှာပညာမှအရှင်ဆိုတော့တကယ်တမ်းကျတော့အဖေသမီးကိုအဖေကဒီလိုတရားလေးကိုမဟုတ်ခြင်းပါဘူးအဖေဟောခြင်းတဲ့တရားက ယဘေကတိကေတရားတစ်ခုဟောလိုက်ရင်ကိုနိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့တရားမျိုးကိုဟောရတာအခုဟာကသံတရားမှာဖြောင်းတန်းယုံလောက်သာဟောနိုင်ပြောနိုင်သုမဩဝါဒပေးနိုင်တဲ့အတွက်ကိုကိုကိုလည်းမချင်မရဲပါဘူးဆလီဆရာဥပုံညရဲ့ ခွေယုကဗျာလေးလူပဲပန်းစဲပဲနန်းအလဲမပေါ်ခိုက်ခါမှုအလိုက်ရဲ့တော်တန်းသိယုံပါခံဝင်ငိုကိုခံဝင်ငိုကိုနန်းရဝီမောင်မြေမစပဲလှိုင်းတော့ခံပန်းကိုင်းရိုက်၍ရတယ် <laughs> တော်လီရွာထုံသို့ရဲ့ဒီကျုကပြလေးတိုင်းမဲစပဲမပွင့်သေးခင်ဆိုတော့ခမန်းကုန်းလေးသာပန်းနှိမ့်ရပါအောင်ဆိုတဲ့အတိုင်းမဲအဖေကိုယ်တိုင်ငါဖရားမဖြစ်သေးတော့အဖေသမီးကိုမက်ဖို့နိဗ္ဗာန်ဆိုတဲ့တရားဥတရားမြတ်ကို ထက်ချင်းလိုက်ငင်းရအောင်မဟောနိုင်သေးတဲ့အချိန်မှာအဖေသမီးသန္တာလမ်းဖြောင်းတမ်းပါစေဆိုတဲ့အနေနဲ့ဩဝါဒစကားလေးသာပြေးခဲ့ရတာပါတကယ်လို့အဖေကိုယ်တိုင်ဖျားဖြစ်ပြီးဆိုရင်တော့အဖေသမီးကိုတထိုင်ဒီအတွက်မှာပဲ သန္တရာဝဆင်းရဲကလွတ်မြောက်တဲ့တရားကိုဟောပြောပြသနိုင်ရပါလို့ဤရလို့အဖေစုတောင်းခဲ့ပါတယ်